ွားအယိုးပေါ်အရေးတင်မဲရှိရဲ့ငါဖောင်ရိုးတွားအယိုးပဲရှိရဲ့ဆိုရဲဇာကလုံးတွေကိုကြားဖို့မယ်လို့ထင်တယ်အာတယောက်ယောက်ကအရန်အရန်ပိန်နေအခါမှာတုံးကြတယ်ကိုကလည်းအရန်ပိန်တော့အဲ့လိုမျိုးပဲဒီစကားအမြဲကြားဖို့နေကြပါတော့အဲ့ဒါကိုဒီထီထီမိမိပြောလို့ရတဲ့ idiom တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဒီ she's nothing but skin and bones လို့ပြောလို့ရတယ် she's nothing but skin and bones ဒါပေမဲ့ဒီ idiom ကိုဘယ်နေရာမှာပို့ပြီးအသုံးများလဲဆိုရင်တရရောက်ကဒီဖြားလိုပဲဖြစ်ဖြစ် strokes ဒီဒါမှမဟုတ်ဒီ diet လို့လို့ weight တွေကျသွားတယ်ဆိုလို့ရှိရင်သူ့ကိုသုံးလို့ရတယ် for example ever since she got sick she's nothing but skin and bones have you met amber lately she's nothing but skin and bones ဒီလိုပုံစံနဲ့သုံးလို့ ရတယ်ပေါ့နော်ရိုးရိုးတက်တက်ဒီပိန်နေတို့ဒီလိုမျိုးပြောချင်တယ်ဆိုလို့ရှင်တော့ thing တို့ဘာလို့သုံးလို့ရတယ်ဒါမှမဟုတ်ဒီ politely ဖြစ်ချင်တယ်ဒီပိန်ပိန်ပပလေးပိန်ပိန်တော်တော်လေးလို့ပဲပြောချင်တယ်နော် sling ဆိုရက်ဒီဇကလုံးလေးတွေကိုပြောင်းပြီးတော့သုံးလို့ရတယ်ပေါ့နော် okay ဒါဆိုရင် see you in the next video friends bye bye